Looks like China is folding because they realize that they need American products. That they can inflict a lot of pain on their own populace, and they're going to be willing to do so to win this trade war with the United States. This is a really bad story for China where the economy is probably already contracting. On April 7th, a TikToker filmed a clothing factory that had shut down and said the clothing industry is in serious trouble. <laughs> တရုတ်ရဲ့စီးပွားရေးကတော့အရှိန်တို့အတွင်းမှာပဲကြားဆင်းလာပြီးတော့မှအကျက်ရိုက်လာခဲ့ပြီးဖြစ်ပါတယ်။ဘလောက်ထိအောင်လဲဆိုရင်အခုချိန်မှာတရုတ်ကွန်မြူနစ်ပါတီ CCP ဟာတရုတ်ကနေထွက်ခွာဖို့ပြင်နေတဲ့ကုမ္ပဏီတွေအဖွဲ့အစည်းတွေကိုတောင်မှထွက်ခွင့်မပေးဘဲလိုက်ပိတ်နေတာပါ။ဥပမာပြောရမယ်ဆိုရင် Apple လိုကုမ္ပဏီကြီးကတော့မှတရုတ်မှာရှိတဲ့သူ့ရဲ့ထုတ်လုပ်ရေးအားလုံးကိုရပ်ဆိုင်ပြီးတော့မှအိန္ဒိယကိုရွှေ့တော့မယ်လို့ကြေညာထားပေမဲ့ CCP ကတော့ထွက်ခွင့်မပေးပါဘူး။ပြီးတော့မှ CCP က American ကိုကလေးစားရှင်မယ်လက်တုံးပြန်မယ်လို့ကြွေးကြော်ပြီးတော့မှ ်သွင်းကုန်ခွန်တွေအပြိုင်လိုက်ပြီးမြင့်တင်ထားတာတွေကိုလည်းပြင်လေဖြေလျှော့ပေးနေပြီဖြစ်ပါတယ်ရမလားလို့လုံးကြည့်တာမရတော့လဲရေးကြည့်ချင်းနဲ့လက်လျှော့လိုက်ရတဲ့အဖြစ်ကိုတရုတ်ကရောက်သွားတာပါဒါကလည်းတိတ်တော့မဆန်းပါဘူးအမေရိကန်ကတရုတ်ရဲ့ကွန်ပျူစီတွေအပေါ်မိခိုနေရတာထက်ကိုတရုတ်ကအမေရိကန်ရဲ့ကွန်ပျူစီတွေအပေါ်မှာမိခိုနေရမှုကကြီးမားနေတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်လည်းအကျဲရိုက်လာပြီးတော့မှအသေးအတန်အရှင်တွေကိုရောက်လာခဲ့တာဖြစ်ပါတယ်အခုရှိမှဆိုရင် CCP ဟာဘာလို့လို့ဘာကန်ရမယ်မသိအောင်ကိုကပြက်ကြရဖြစ်နေတာဖြစ်ပါတယ် အရင်ဆုံးတော့သူတို့ဟာအမေရိကန်ရဲ့ကွန်ပျူတာအရှုပ်ကိုတွန်းကုန်ခွန်မြင့်တင်ထားမှုတွေကနေကင်လော်ခွင်းပေးလိုက်ပါတယ်အထူးသဖြင့်ဒီစီမီကွန်ဒက်တာတွေဓာတုပစ္စည်းတွေနဲ့လေကြောင်းလိုင်းတွေနဲ့သက်ဆိုင်တာတွေကိုကင်လော်ခွင်းပေးလိုက်တာဖြစ်ပါတယ်အမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲမှာတရုတ်အနေနဲ့လိုက်ပြီးတော့မှတူးနိုင်စုံမရှိတော့ဘူးဆိုတာမျိုးကိုတော့ CCP ကဝန်မခံခြင်းသေးပေမဲ့အမေရိကန်ကွန်ပျူတာတွေမရှိရင်သူတို့ဒုက္ခတွေနဲ့ကြာတော့နိုင်တယ်ဆိုတာကိုတော့လက်ခံလိုက်ရတာပါပြီးတော့မှအမေရိကန်နဲ့ဒီထက်ပိုပြီးတင်းမာလို့မရတော့ဘူးဆိုတော့ကိုလည်းရှီကျင်းဖင်တယောက်သဘောပေါက်တော့တာလည်းဖြစ်ပါတယ် ပြည်တွင်းမှာတော့ American ကိုမမှုဘူး American အကြောင်းကိုစိတ်ဝင်စားဘူးလို့တစ်ချိန်လုံးပြောနေပေမဲ့လေကုန်သွယ်ရေးစစ်ပွဲမှာတရုတ်စစ်ဘော်ရေးကအထိနာလာတော့လေအသေးအသက်ရှင်တွေကိုရောက်ပြီးတော့မှလက်နက်ရှာလိုက်ရတဲ့သဘောဖြစ်ပါတယ် Writer တင်းထဏာရဲ့ဖော်ပြချက်အရာတရုတ်ဟာ American ကိုလက်တုံးပြန်တဲ့အနေနဲ့ American ကနေတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုတွန့်ကုန်ခွန်125ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံထားပါတယ်ဒါပေမဲ့လည်းလက်တွေ့မှာတော့ဒါဟာတရုတ်ကိုအထိနာတော့စေတဲ့အတွက် American ထုတ် Microsoft တွေအပါအဝင် ုန်ပစ္စည်းအမျိုးအစားပေါင်း130လောက်အထိကိုသွင်းကုန်ခွန်တိုးမြင့်ကောက်ခံမှုကနေကင်လွတ်ခွင့်ပေးလိုက်တယ်လို့သိရပါတယ်။ဆိုတော့ကုန်သွယ်ရေးစစ်ပွဲမှာတော့တရုတ်ဟာအရေးအနေနဲ့ဖက်ကိုရောက်သွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုထိတော့ဘာမှမဖြစ်သလိုဟန်ဆောင်နေလို့ရနေပါသေးတယ်။အဲ့ဒါကလည်းဒီတရုတ်ရဲ့နိုင်ငံရေးအသံအဝိုင်းမှာရှီကျင်းဖင်ရဲ့ပုံရိပ်နဲ့တိုက်ခါပိုင်းကိုအကြီးအကျယ်ထိခိုက်သွားမှာစိုးရိမ်တဲ့အတွက်ပါ။ချီချင်းမြဆိုတာကတရုတ်နိုင်ငံရဲ့စနစ်ရဲ့အရေးပါဆုံးပုဂ္ဂိုလ်တူပါ။ပြီးခဲ့တဲ့ဆယ်စုနှစ်တခြားလို့မှာရုပ်စစ်ပေါ်ရေးဟာအမေရိကန်ကိုကြော်ဖြတ်နိုင်ခဲ့ပြီဆိုပြီးတော့မှာ ရှီကျင်းပြင်ကတရုတ်ပြည်သူတွေကိုတဖို့ပေါ့ပြောခဲ့ပါတယ်။ဒါကြောင့်ဒီဒီချိန်မှာအမေရိကန်နဲ့ရှင်မတူးနိုင်တော့တာကိုရှီကျင်းပြင်အနေနဲ့ဝန်ခံလို့မရပါဘူး။ဒီလိုသာဝန်ခံလိုက်မယ်ဆိုရင်တရုတ်ပြည်သူတွေချာမှာသူ့ပုံရိပ်နဲ့သူ့တိတ်ခါကအကြီးကြီးကိုကြာဆင်းတော့မှာဖြစ်ပါတယ်။ဒါကြောင့် CCP ဘက်ကအပြောတွေကိုနေနေလျှော့လာခဲ့ပြီးတော့မှအမေရိကန်ကုန်ပစ္စည်းတွေကိုတွန်းကုန်ခွန်မြင့်တင်ထားတာတွေကိုတိုးတိုးသိသိနဲ့ပဲဖြေလျှော့ပေးခဲ့တာနေပါပါ။ဒီတရုတ်ရဲ့တွန်းကုန်ခွန်မြင့်တင်ထားမှုကနေကင်းလွတ်ခွန်ရခဲ့တဲ့ အဲ့ဒီ American Conspiracy အမျိုးအစားပေါင်း130ကျော်ကဘာတွေများဖြစ်မလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ကျွန်တော်ဥတုံးကတော့ရှီကျင်းပြင်ဟာတရုတ်က American Conspiracy တွေကိုလုံးဝမလိုအပ်ဘူးဆိုပြီးသူ့ရဲ့ပြည်သူတွေကိုပဲဝင်ဝင်ကြော်ကြော်ပြောခဲ့သေးတာပါ။ဒါကြောင့်မဲ့ Boring Jelly ရင်ကြီးစီးပြီးတော့မှ BNM Malaysia နဲ့ Cambodia တို့အပေါင်းဝင်အရှိတောင်အာရှစီကိုရှီကြည်ရဲ့ခရီးထွက်ပြခဲ့တာဖြစ်ပါတယ်။ဆိုတော့က American ရဲ့ Conspiracy တွေရဲ့နေရာကိုအာရှက Conspiracy တွေကကောင်းကောင်းအစားထိုးနိုင်တယ်ဆိုပြီးတော့မှ ရှီကျင်းပြင်ကသူ့ပြည်သူတွေကိုလက်တွေ့တက်တည်ပြချင်ခဲ့ပါတယ်။ဒါပေမဲ့လည်းလက်တွေ့မှာတော့ဗေးနိုင်ငံကမှတရုံနဲ့ပူးပေါင်းလာခဲ့ခြင်းမရှိခဲ့လေတော့ရှီကျင်းပြင်လည်းအကျက်ရိုက်တော့ခေတော့တာပါပဲ။ပြောရင်ဒီကုံသွေးရေးစစ်ပွဲမှာရုရှားလိုနိုင်ငံတော်မှပဲတရုတ်ဘက်မှရှိမနေခဲ့တာပါ။တရုတ်က boring ထုတ်လေရင်တွေကိုမလိုအပ်တော့ဘူးလို့ခက်တီတီပြောထားတဲ့အချိန်မှာအိန္ဒိယမလေးရှားနဲ့ရုရှားလိုလိုနိုင်ငံတွေကတော့ boring လေရင်တွေကိုပဲပျော်ပျော်ကြီးဆက်အားပေးနေကြတာဖြစ်ပါတယ်။တကယ်လည်းလက်ရှိဒီကမ္ဘာလေကြောင်းလိုက်တိုင်းမှာ မော်ရီလီယန်တွေရဲ့လိုအပ်ချက်ကတော်တော်လေးကြီးမားနေတာပါ။တရုတ်ကသာကုန်သွယ်ရေးစစ်ပွဲကိုအမေရိကန်ကိုကလေးစားရှည်လို့ဇော်များပြီးတော့မှလက်တွေ့တရားနဲ့ကင်းကွက်ခဲ့တဲ့အတွက်အခုလိုမျိုးအကြနာခဲ့တာဖြစ်ပါတယ်။အစီအစဉ်တွေကထိမရသိမရနိုင်အောင်ဖြစ်လာခဲ့တဲ့အချိန်မှာတော့တရုတ်ဟာအမေရိကန်ကုန်ပစ္စည်းအစုကိုတွန်းကုန်ခွန်မြင့်တင်ထားမှုကနေပြင်လည်ပြီးတော့မှကင်းလွှတ်ခွင့်ပေးလာခဲ့ပါတယ်။တရုတ်ကကင်းလွှတ်ခွင့်ပေးခဲ့တဲ့အမေရိကန်ကုန်ပစ္စည်းအမျိုးအစားပေါင်း130တွေကထိတ်ဆုံးမှရှိနေတဲ့အမျိုးအစား30လောက်နဲ့ အမေရိကန်ဒေါ်လာ၄၀လျှောက်ဘီလီယံလောက်တင်ဖို့ရှိတယ်လို့သိရပါတယ်။ဘာကြောင့်လဲဆိုတော့2024ခုနှစ်တစ်နှစ်တာတီးမာနေမယ်။တရုတ်ကအဆိုပါကုန်ပစ္စည်းတွေကိုအမေရိကန်စီကနေအမေရိကန်ဒေါ်လာ၄၀လျှောက်ဘီလီယံအထိအသုံးပြုပြီးတော့မှတင်သွင်းခဲ့တာဖြစ်ပါတယ်။ဒါအမေရိကန်ကနေတရုတ်ကိုတင်သွင်းတဲ့သွင်းကုန်စုစုပေါင်းရဲ့၂၈ရာခိုင်နှုန်းလည်းဖြစ်ပါတယ်။2024ခုနှစ်မှာတရုတ်ဟာအမေရိကန်ကုန်ပစ္စည်းတွေအတွက်140ဘီလီယံလောက်အထိအသုံးပြုခဲ့တာဆိုတော့ဒီရာခိုင်နှုန်းကနေရက်ပမာဏတော့မဟုတ်ပါဘူး။ ဘာကြောင့်ဒီကုန်ပစ္စည်းတွေကိုကင်းလွယ်ခွင့်ပေးခဲ့တာလဲလို့ကြည့်လိုက်မယ်ဆိုရင်တော့တာဘိုဂျက်တွေ processor တွေလေယာဉ်တွေနဲ့သက်ဆိုင်တဲ့အပိုပစ္စည်းကရိယာတွေပါဝင်နေတာကိုတွေ့ရပါတယ်။အရင်၃လရက်တုန်းကမှရှီကျင်းဖင်ကတရုတ်လေကြောင်းလိုင်းတွေကို boring jet လေယာဉ်တွေမဝေနဲ့ဆိုပြီးတော့မှပိတ်ခဲ့သေးပေမဲ့အခုချိန်မှာတော့လေယာဉ်တွေနဲ့သက်ဆိုင်တဲ့အပိုပစ္စည်းတွေကရိယာတွေကိုပြင်လဲတင်သွင်းခွင့်ပြုယုံတာမကပဲတွင်းကုန်ခွန်မြင့်တင်ထားမှုကိုပါကင်းလွယ်ခွင့်ပေးလိုက်တာဆိုတော့ဒီကုန်သွယ်ရေးစစ်ပွဲမှာတရုတ်ဘလောက်အထိ အထီးနာနေတယ်လဲဆိုတာကျွန်တော်မိတ်ဆွေတို့ပဲတွေးကြည့်ုံနဲ့သိနိုင်ပါတယ်တကယ်တော့ဒီ boring လေယံတွေကိုထိမ့်သိမ်းမွမ်းမံရတာတွေကိုတကယ်ခက်ခဲနဲ့နေပြီးတော့မှမလွေကူလာတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်မိကန်ကုမ္ပဏီဖြစ်တဲ့ဒီ boring ရဲ့အကူအညီမှာပါပဲဒီလေယံတွေကိုတရုတ်လေချောင်းလိုင်းတွေရှေ့တသက်အားနဲ့ပဲထိမ့်သိမ်းမွမ်းမံဖို့ဆိုတာကအိမ်မက်မက်ဖို့တော့မှခက်ပါတယ်ထိမ့်သိမ်းမွမ်းမံမှုကောင်းကောင်းသာမလုပ်ဘူးဆိုရင်လေဒီလီယန်တွေဟာဝင်ဟင်ထက်မှပြန်တန်းနေရဲ့အချိန်တစ်ခဏလေးအတွင်းမှာပဲပြတ်ကျသွားနိုင်ပါတယ် ပြီးတော့ဒီလီယန်တွေရဲ့အပေါ်ပစ္စည်းလိုအပ်ချက်ကလည်းအရင်ကြီးမားပါတယ်။ဒါကြောင့်လေချီချင်းပြန်အပြောကိုနည်းနည်းလျှော့လာပြီးတော့မှအရှိတရားကိုလက်ခံလိုက်ရတာလည်းဖြစ်ပါတယ်။အာမတန်တို့မန်လျှော့ရတယ်လို့လည်းပြောချင်ရင်ပြောလို့ရပါတယ်။စီမီကွန်နက်တာတွေဆိုတာကလည်းဒီလိုပါပဲ။တရုတ်နည်းပညာအတိုင်းအဝန်အတွက်တော့ဒီရှက်ပြားတွေလိုအပ်ချက်ကအရင်ကြီးမားပါတယ်။ American ပြည်တွင်းမှာအသုံးပြုနေတယ်ဒါမှမဟုတ်ထိုင်ဝမ်ကထုတ်ထားတဲ့ဒီအကြီးအသေးမြင့်စီမီကွန်နက်တာမျိုးမဟုတ်ပဲ Canon စီမီကွန်နက်တာမျိုးတော့မှာပဲ။ တရုတ်ကလိုအပ်နေတာဖြစ်ပါတယ်ဒီစီမီကွန်ဒက်တာတွေဒါမရှိရင်အခုလို့အစိမ့်တိုင်းတိုးတက်နေတဲ့နိပညာခီကြီးမှာတရုတ်အနေနဲ့အစားစားအရာရာမှာနောက်ကျကြံ့ရသွားနိုင်ပါတယ်စီမီကွန်ဒက်တာထုတ်လုပ်ရေးဆိုတာကလည်းအမေရိကန်ထိုင်ဝမ်တို့နဲ့ရှင်လိုက်မယ်ဆိုရင်စီနှစ်စာလောက်တော့မှခင်းနောက်ကျနေတဲ့အတွက်တရုတ်အနေနဲ့ဒီစီမီကွန်ဒက်တာတွေအတွက်အမေရိကန်ကိုမှီခိုမှုကြီးမားနေရတာပါပြီးတော့မှကုန်သွယ်ရေးစပွိ့မှာရှင်ချင်းမြအမေရိကန်နဲ့ဆေးဆက်ညှိနှိုင်းရမယ့်အစား ငါတို့လုံးလို့ရပါတယ်ဆိုပြီးတော့မှသူ့ပြိုင်ကိုပြိုင်တိုက်ခဲ့တဲ့အတွက်တရုတ်စစ်ဘော်ရဲကအရှိတို့အတွင်းမှာပဲတော်တော်လေးကိုအထိနာပြီးတော့မှရုန်းကန်လာရတာဖြစ်ပါတယ်အမေရိကန်စီကနေတရုတ်တင်သွင်းနေတဲ့တွင်းကုံတွေဟာပုံမှန်ဆိုရင်သူတို့ရဲ့စက်ရုံအလုံးယုံတွေကိုဓာတ်ရိုက်ရောက်တော့ပြီးတော့မှလေပတ်နေကြတာပါဥပမာစီမင်းကွန်ပျူတာတွေဆိုရင် laptop တွေ speaker တွေဖုန်းတွေ keyboard တွေ mic တွေထုတ်လုပ်ဖို့အတွက်အရန်အရေးပါပါတယ်ပြီးရင်တရုတ်ကဒီကုန်ပစ္စည်းတွေကို American အပါအဝင် အခြားသောနိုင်ငံတွေစီကိုပြန်လည်ရောင်းချပြီးငွေပြန်ရှာတာဖြစ်ပါတယ်။ဒီအချိန်မှာရှီကျင်းပြန်ကအမေရိကန်နဲ့အပြိုင်တွန်းကုန်ခွန်လေးမြင့်တင်လိုက်တော့ဒီတရုတ်ကိုတင်သွင်းလာတဲ့အမေရိကန်ကုန်ပစ္စည်းတွေကအစအစအရာရာဈေးထိုးတက်သွားပြီးတော့မှစက်ရုံအလို့ရုံတွေလည်းပိတ်သိမ်းလူနီးပါးဒေဝလီခံရလူနီးပါးအစီအစဉ်ကိုရောက်တော့ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မဲ့အခုချိန်မှာအသစ်အတန်ကိုပဲပြန်လည်ကင်းလွှဲခွင့်ပေးလိုက်ရတာပါ။အခြားလူတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်လေကမ္ဘာစီးပွားရေးက 900ခိုင်နှုန်းလောက်တိုးတက်နေချိန်မှာတော့ဒေဟုတ်စီဘော်ကြီးကကင်ကင်းတွေမှာအဖက်ဖက်ကအနှုတ်ပြပြီးတော့မှหนีရေးနေတာကိုတွေ့ရပါလိမ့်မယ်။ဒါတွေကကုံတွေရေးစစ်ပွဲမှာတရုတ်ဘလောက်အထိအထိနာနေတယ်လဲဆိုတာကိုပြသနေတာဖြစ်ပါတယ်။အရင်လိုမျိုးတရုတ်ကွန်ပစ္စည်းတွေကို American C ဖော်ဖော်တီတီမရောက်နိုင်တော့ချိန်မှာဒီလိုအထိနာလာတာလဲသိမ့်မဆမ်းပါဘူး။ဥပမာတရုတ်က American ကိုကွန်ပစ္စည်း300ဘီလီယံဖိုးလောက်မရောက်ရတော့ဘူးဆိုရင် ဒလောင်းများတဲ့ကွန်ပျူစီတွေကိုဖေးနိုင်ငယ်စီကိုတော်ပြီးရောင်းပါလေပြည်တွင်းမှာရောင်းဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူးတရုတ်ပြည်တွင်းမှာကိုပဲဒလောက်အထိဈေးကွက်တောင်းဆိုမှုအားကလုံအောင်ရှိမနေတာပါပြီးတော့အမေရိကန်နဲ့မခတ်ပါဘူးလွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကပဲအိန္ဒိယကလည်းတရုတ်ကတင်သွင်းလာတဲ့စတီးတွေအပေါ်မှာသွန်းကုန်ခွန်ဆင်းနေရခိုင်နှုန်းလောက်မြင့်တင်လိုက်ပါတယ်ဘာကြောင့်လဲဆိုတော့အိန္ဒိယလိုနိုင်ငံမျိုးကလည်းသူတို့ရဲ့ဈေးကွက်တွေမှာတရုတ်စီးပွားရေးလုပ်ငန်းတွေဈေးကွက်ရှစ်ထွင်လာတာကိုအလိုမရှိတော့တာကြောင့်ပဲဖြစ်ပါတယ် ခုချိန်မှာတရုတ်နဲ့ဘသူကမှအလုတ်တွေးမလုပ်လို့ကြားတော်ဘူးလို့တော့မှကျွန်တော်တို့ပြောနိုင်ပါတယ်။အိန္ဒိယတောင်မှပဲဒီတရုတ်ထုတ်စတီးတွေကိုမလို့ကျင်တော့ပါဘူး။ဆိုတော့ American လုတ်တယ်လို့ပဲတခြားသောနိုင်ငံတွေကလည်း live လုံးနေချားချိန်မှာတရုတ်အတွက်ကအသက်ရှူကြက်တထက်ကြက်လာပါတော့တယ်။ဒီလိုနဲ့ပဲတရုတ်ဟာပြည်ပကုံတွေရေးမှာပြဿနာတွေတတိကြီးနဲ့ရင်ဆိုင်လာခဲ့ရတာပါ။ပြီးခဲ့တဲ့ဆီဇူးနှစ်တခြားလုံးတိုးတက်လာခဲ့တဲ့တရုတ်ရဲ့စီးပွားရေးဟာလည်းအခုချိန်မှာအဖက်ဖက်ကအနှုတ်ပြလာတာဟာဒါတွေကြောင့်ပဲဖြစ်ပါတယ်။ ရှီကျင်းတဲ့အတွက်ဒေါ်တာတွေဟာသတင်းဆိုးတွေဖြစ်လာပါတယ်။ဆိုတော့အမေရိကန်ဈေးကွက်အပြင်အခြားသောဈေးကွက်တွေကိုလည်းတရုတ်ကုန်ပစ္စည်းတွေတင်ပို့လို့မရတလို့ပြည်တွင်းဈေးကွက်ကလည်းစားသုံးနိုင်စွာနေပါတော့တရုတ်စီးပွားရေးလုပ်ငန်းတွေအတွက်ကဆုပ်လေစုစားလေယူအခြေအနေကိုရောက်လာပါတယ်။တရုတ်အားဒီဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ပေမဲ့လည်းအခြားသောဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ရှင်လိုက်မယ်ဆိုရင်ပြည်တွင်းဈေးကွက်ရဲ့စားသုံးမှုအားကအဲ့ဒါလောက်ထိမများပါဘူး။ဒါကျွန်တော်ရှိကဗီဒီယိုတွေမှာလည်းပြောခဲ့ပါတယ်။ တရုတ် GDP ရဲ့38ရာခိုင်နှုန်းလောက်သာသုံးစွဲနိုင်ဆုံးရှိတာဖြစ်ပါတယ်။အရင်ကတော့ American ဈေးကွက်ကိုစိတ်ကြိုက်ထိုးဖောက်ပြီးတော့မှပြည်ပဝင်ငွေတွေတရဇက်ရှာနိုင်ခဲ့တဲ့တရုတ်စီးပွားရေးလုပ်ငန်းတွေဟာအခုချိန်မှာတော့ order တွေပြန်လေပေဖြတ်ခံရတဲ့အတွက်အခြားရွေးရှိစရာလုံးဝလုံးဝမရှိတော့ပါဘူး။အဲ့ဒီတော့စားသုံးမှုနေပါတယ်ပြည်တွင်းဈေးကွက်မှာတင်ကိုပဲသူတို့ရဲ့ထုတ်ကုန်တွေကိုဈေးပေါ်ပေါ်နဲ့ရောင်းရှားလာပါတော့တယ်။ဒီကုန်ပစ္စည်းတွေကိုသာဆက်လောင်ထားမယ်ဆိုရင်ပို့ပြီးတော့အရှုံးများမှာကြောင်ဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့ တရုတ်ပြည်တွင်းကအလက်စာအသေးစားစီးပွားရေးလုပ်ငန်းတွေဟာတကိလုပ်ငန်းစုကြီးတွေနဲ့ပြည်တွင်းဈေးကွက်မှာရှင်ပြန်ရတယ်လို့ဖြစ်လာခဲ့ပြီးတော့မှအဆုံးရှုံးတွေနဲ့ရင်ဆိုင်ရလာနိုင်ပါတယ်ဒီလိုနဲ့ပဲတရုတ်ပြည်တွင်းကအသေးစားစက်ရုံအလုံးရုံတော်တော်များများပိတ်သိမ်းလိုက်ရတဲ့အဖြစ်ကိုရောက်တော့ခဲ့တယ်လို့သိရပါတယ်အကျိုးဆက်ကတလောင်းနဲ့မရက်သေးပါဘူးအမေရိကန်ကိုတင်ပို့ဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတွေကိုမှပြည်တွင်းဈေးကွက်မှာဈေးကပ်ပေါ်ပေါ်နဲ့ရောင်းနေရတာဖြစ်တဲ့အတွက်အမျက်အစွန်နေတယ်လို့ ပြည်ပဝင်ငွေလည်းမချနိုင်တော့ပါဘူး။ဒါကြောင့်အသေးစားစီးပွားရေးလုပ်ငန်းတွေပိတ်သိမ်းလိုက်ရတယ်လို့ပဲလုပ်ငန်းစုကြီးတွေလည်းဒီနေရာမှာအထိနာပါတယ်။ပြီးတော့မှကွန်ပီစီစုစုပေါင်းတင်ဖို့သန်းသန်းရှိတဲ့ပမာဏလောက်ကိုအချိန်တို့အတွင်းထုံချောင်းဖို့ခက်ခဲတဲ့အတွက်အလိုတကူနဲ့ငွေပြန်မပေါ်နိုင်ပဲငွေကြေးစီးဆင်းမှုလမ်းကြောင်းတွေလည်းကျက်တီးလာခဲ့ပါတယ်။ဒါကြောင့်ငွေအမြန်ပေါ်ပြီးတော့မှဗန်ဒိုးတွေကိုအချိန်မီပေးနိုင်ဖို့အတွက်လုပ်ငန်းစုကြီးတွေတောင်မှသူတို့ကွန်ပီစီတွေကိုအသေးအတန်ဈေးအလျှော့ရောင်းနေကြရတာဖြစ်ပါတယ်။ အဲ့ဒီမှာရှင်းနိုင်ဆုံးမရှိတဲ့စီးပွားရေးလုပ်ငန်းတော်တော်များများပိတ်သိမ်းကုန်ကြပြီးတော့မှတရုတ်စီးပွားရေးဟာလည်းနေတစ်ထက်နေလာခဲ့တာပါဒီလပိုင်းအတွင်းမှာကိုကြည့်လိုက်မယ်ဆိုရင်ပဲတရုတ်ပြည်တွင်းမှာစဲယုံအလုံးယုံတော်တော်များများပိတ်သိမ်းလိုက်ရတဲ့အတွက်တရုတ်ပြည်သူတော်တော်များများလည်းအလုံးလက်မိတ်ဖြစ်တော်ကြပြီးတော့မှ CCP ကိုမကြုံစဘူးဆန္ဒပြမှုမျိုးတွေကိုတောင်မှမြင်တွေ့လာခဲ့ရပါတယ်ဒီတော့ CCP ကမပါလို့တယ်ထင်ပါတယ်လေဟုတ်ပါတယ်ကမ္ဘာကုလသမဂ္ဂညီလာခံမှာတရုတ်ကိုယ်စားလှယ်တွေဟာ အမေရိကန်ရဲ့တွင်းကုန်ခွန်တွေအစားမတင်တုံ့မြင့်လိုက်မှုဟာကဘာကြီးရဲ့လွယ်လွယ်စွာကုန်သွယ်ခွင့်ကိုအကြီးအကျယ်ထိခိုက်စေတယ်ဆိုပြီးတော့မှကန့်ကွက်လိုက်တာပါပဲတော်တော်လေးကိုရည်စရာကောင်းပါတယ်အရင်တုန်းကတော့ကဘာနိုင်ငံတိုင်းရဲ့ဈေးကွက်မှာလှုပ်ရှင်တယ်လို့လှုပ်ပြီးတော့မှနှီးမျိုးစုံနဲ့ဈေးကွက်ရှင်းထွင်မှုတွေကိုလှုပ်ခဲ့တဲ့တရုတ်ဟာအခုဒီအမေရိကန်နဲ့တရုတ်ပထဝီနိုင်ငံရဲ့အခင်းအကျင်းတွေကြောင့်အထီးနာတော့မှကုလသမဂ္ဂကမှလွယ်လွယ်စွာကုန်သွယ်ခွင့်ကိုထိခိုက်စေတယ်ဆိုပြီးတော့မှတက်ပြောလာတာဖြစ်ပါတယ် ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲတရုတ်ကနေပြန်လေထွက်ခေါ်ဆင်နေတဲ့ Apple ကုမ္ပဏီကိုထွက်ရှင်တိုင်းထွက်ခွင့်မရအောင်အမျိုးမျိုးပိတ်ပင်တားဆီးနေတာကလည်းတရုတ်ပါပဲဒီလိုနိုင်ငံမျိုးကလွတ်လွတ်စွာကုန်သွယ်ခွင့်ဆိုပြီးတက်ပြောနေတာကတော့ကျွန်တော်တို့မှတည်င်းဖတ်ရင်ပြုံစီစီဖြစ်တော့ပါတယ် Apple အကြောင်းကိုဒီနေရာမှာနည်းနည်းလေးကျွန်တော်ထပ်ပြောရမယ်ဆိုရင် Apple ဟာသူတို့ရဲ့ iPhone ထုတ်လုပ်မှုအလုံးကိုတရုတ်မှာရပ်ဆိုင်းလိုက်ပြီးတော့မှအိန္ဒိယကိုပြောင်းရွှေ့ထုတ်လုပ်တော့မယ်ဆိုပြီးကြေညာချက် ထုတ်ခဲ့တာဖြစ်ပါတယ် ဘာလို့ CCP ကမကျင်းနေပါဘူးဆိုတော့ Apple ကိုတရုတ်နိုင်ငံကနေပြန်လေထွက်ခေါ်လို့မရအောင်ဆိုပြီးတော့မှနှီးမျိုးစုံနဲ့တာစီပိတ်ပယ်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်အခြားတစ်ဖက်မှာတော့လွယ်လွယ်စွာကုန်သွယ်ခွင့်ဆိုပြီးတော့မှကုလသမဂ္ဂကမှကန့်ကွက်နေတဲ့တရုတ်ဟာ Apple လို company မျိုးတောင်မှပဲသူ့နိုင်ငံကနေထွက်ခွင့်မပေးပဲတားမြစ်ထားတာပါဒီနေရာမှာတရုတ်ကဘလို့လုပ်တယ်လဲဆိုတော့ Apple ကတရုတ်နိုင်ငံအတွင်းမှာထုတ်လုပ်ထားတဲ့ကုန်ပစ္စည်းတွေအပေါ်ပစ္စည်းနဲ့ကရိယာတွေကိုအိန္ဒိယစီတင်ပို့ခွင့် ိတ်ပင်ထားတာဖြစ်ပါတယ်အထူးသဖြင့်ဒီ iPhone 17ထုတ်လုပ်မှုအတွက်လိုအပ်တဲ့အရာအလုံးကိုအိန္ဒိယစီတင်ပို့ခွင့်ပိတ်ပင်ထားတာပါဒါကြောင့် Apple ဘက်ကလည်းအရှိတော့အစားနိုင်ငံတစ်ခုခုကိုတဆင့်ခံပြီးမှပဲလိုအပ်တဲ့အရာအလုံးကိုအိန္ဒိယကစဲယုံတွေစီကိုပို့ဆောင်နေရတာဖြစ်ပါတယ်တရုတ်ကနေဓာတ်ရိုက်တင်ပို့မယ်လို့လုပ်ရင်တော့တရုတ်အာဏာပိုင်တွေဟာ iPhone နဲ့ပတ်သက်လို့ဆက်ဆက်ပစ္စည်းတွေတင်ပို့မဲ့တင်ပို့တွေကိုဒီအမျိုးမျိုးနဲ့နှောင့်နှေးအောင်လုပ်ပြီးတော့မှထွက်ခွင့်မပေးဘဲထားထားတယ်လို့သိရပါတယ် ပြီးတော့ဘာကြောင့်အခုလိုမျိုးထွက်ခွင့်မပေးတယ်လဲဆိုတာကိုလည်းတေချာရည်ရတဲ့အကြောင်းပြချက်မျိုးတော့မှမပေးပါဘူးတကယ်တော့ CCP အနေနဲ့အကြောင်းပြချက်တောင်ပေးစရာမလိုဘူးလို့ထင်ပါတယ်ဒီလိုဘာကြောင့်လုပ်နေတယ်လဲဆိုတာကိုကျွန်တော်တို့တော့မှသိနေတာပါဒါပေမဲ့လည်း American နဲ့ကုန်သွယ်ရေးစုပွဲမှာဒီလိုသာထက်လုပ်နေမယ်ဆိုရင်တော့တရုတ်စီးပွားရေးဟာဆိုးတဲ့တဲ့ဆိုးလာပြီတရုတ်ပြည်သူတွေတရုတ်စီးပွားရေးလုပ်ငန်းတွေလည်းအကြီးအကျယ်အထိနာစေမှာဖြစ်ပါတယ် Apple လိုပဲတရုတ်ကနေထွက်ခွာခြင်းနဲ့စီးပွားရေးလုပ်ငန်းတွေမြပြလာပြီဆိုရင် တရုတ်မှအလုံးလက်မင်းနှုံကဒီထက်မကများလာအောင်ပါလဲဖြစ်ပါတယ်ဒီလိုပြည်ပစည်းဘောရေးလုပ်ငန်းတွေဟာဘတော်မှယုံကြည်စိတ်ရှားလို့မရတဲ့နိုင်ငံတိုင်းငယ်ကိုဘယ်တော့မှပြန်ဝင်မလာတတ်ပါဘူးပိုဆိုတာကအမေရိကန်အပြင်အခြားသောနိုင်ငံတွေဟာလည်းတရုတ်ကိုပြိမဲ့ထားလာကြတာပါပဲဘာကြောင့်လဲဆိုတော့တရုတ်ကဒီနိုင်ငံတိုင်းနဲ့ကုန်သွယ်မှုလုပ်တဲ့နေရာမှာလွတ်လွတ်မြတ်တဲ့ကုန်သွယ်မှုကိုမလိုချင်ပဲသူတနိုင်ငံတွေအကျိုးအတွက်ပဲသူစီးပွားရေးလုပ်ငန်းတွေတိုးတက်ဖို့အတွက်ပဲအဓိကထားပြီးတော့မှာ လက်ဝှက်ကြီးအုပ်လူလီကြားကျင်တဲ့နိုင်ငံဖြစ်နေတဲ့အတွက်ပါအခြားနိုင်ငံတွေရဲ့ဈေးကွက်တွေမှာတရုတ်ကုမ္ပဏီတွေနဲ့ထိုးပေါက်တယ်ဒါပေမဲ့လည်းတရုတ်ဈေးကွက်မှာကြတော့အခြားနိုင်ငံတွေကိုစိတ်တိုက်ဝင်ရောက်ခွင့်မပေးပဲရှုပ်ရှည်စီးနှောင်မှုတွေအများကြီးလုပ်ထားတာဖြစ်ပါတယ်ဒါကြောင့်ကမ္ဘာနိုင်ငံတော်တော်များများဟာတရုတ်ကိုမကြည်ကြတော့ပါဘူးတောင်ကိုရီးယားလိုနိုင်ငံဆိုရင်လည်းတရုတ်စီးပွားရေးလုပ်ငန်းတွေအပေါ်မှာတွန်းကုန်ခွန်မြင့်တင်လိုက်ပါတယ်တရုတ် ကတင်သွင်းလာတဲ့အလဲစားနဲ့အကြီးစားတက်တူးချက်တွေနဲ့ပတ်သက်လို့တောင်ကိုရီးယားကတွန်းကုန်ခွန်တွေမြင့်တင်လိုက်တာဖြစ်ပါတယ် ကိုရီးယားနိုင်ငံရဲ့စီးပွားရေးအတွက်လို့အကြောင်းပြထားပြီးတော့မှတရုတ်ထုတ်စတီးတွေကိုတွန်းကုန်ခွန်28ရာခိုင်နှုန်းကျော်ကနေ38ရာခိုင်နှုန်းအထိယာယီမြင့်တင်လိုက်တာပါပြောရရင်2025ခုနှစ်ဩဂုတ်လအထိတောင်ကိုရီးယားဘက်ကတရုတ်ကိုတွန်းကုန်ခွန်မြင့်တင်ထားမှာဖြစ်ပါတယ်တကယ်တော့တောင်ကိုရီးယားဟာအမေရိကန်ရဲ့တွန်းကုန်ခွန်မြင့်တင်လိုက်မှုတွေနဲ့ပတ်သက်လို့ထရန့်နဲ့ပထမဆုံးဆွေးနွေးညှိနှိုင်းခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ထရန့်ကိုယ်တိုင်ကတောင်ကိုရီးယားဟာအမေရိကန်နဲ့အရင်နှီးဆုံးကုန်သွယ်ရေးနိုင်ငံဖြစ်တယ်လို့ထုတ်ပြောလာခဲ့တယ်လို့ အခြားနိုင်ငံတွေကိုလည်းတရုတ်ကိုအကူအညီပေးတာမျိုးတွေမလုပ်ဖို့တိုက်တွန်းထားပါတယ်။ဒီအချိန်မှာတောင်ကိုရီးယားဘက်ကလည်းတရုတ်အပေါ်မှာသွင်းကုန်ခွန်တွေမြင့်တင်လာခဲ့တာဟာတိုက်ဆိုင်မှုတသက်တော့မဟုတ်နိုင်ပါဘူး။တကယ်တော့အမေရိကန်ဟာ2018ခုနှစ်တုန်းကလည်းတရုတ်ကိုဒီလိုပဲကစားခဲ့မှုပါတယ်။ထရန့်ရဲ့ပထမသမ္မတတက်တမ်းမှာတရုတ်အပေါ်မှာအခုလိုပဲသွင်းကုန်ခွန်တွေမြင့်တင်ဖို့ကြိုးစားခဲ့တာကိုမိတ်ဆွေတို့မှတ်မိကြအောင်မယ်လို့ထင်ပါတယ်။အဲ့ဒီတုန်းကတော့တရုတ်ကနောက်သမ္မတအသစ်တက်လာရင်သူတို့အတွက်ပိုအဆင်ပြေလိမ့်မယ်လို့မျှော်ပြီးတော့မှ ဆွေးနွေးညီနိုင်မှုတွေကိုအရှိန်ဆွေးခဲ့တဲ့အတွက် trend အနေနဲ့အလျင်မပြီးလိုက်ပါဘူးဒါပေမဲ့တရုတ် အတွက်ကန်ဆိုးတော့တာကသမရပိုင်းနဲ့တက်လာတော့လေအရင်က trend ရှာမဲ့ခဲ့တဲ့အတွင်းကုန်ခွန်တွေကိုပြန်လေပေဖြတ်ပေးခြင်းမရှိတဲ့အပြင်တရုတ်ထုတ် AI တွေ semiconductor ရှက်ပြားတွေနဲ့ပတ်သက်လို့ပိတ်ဆို့မှုတွေတော့မှပိုလုပ်ခဲ့ပါသေးတယ်အခုဒုတိယအကြိမ် trend ပြန်တက်လာတော့လေအရင်ကထက်နှစ်ဆတော့မကပဲအစား200လောက်ပုံမို့ပြင်းထန်တဲ့နည်းလမ်းတွေနဲ့တရုတ်ကိုထိုးနှက်နေတာဖြစ်ပါတယ် trend ဟာသူ့လက်ထက်မှာတရုတ်ကိုအပြင်းထန်ဆုံးဖိအားပေးပြီးတော့မှ မပတူဝီနိုင်ငံရဲ့အခင်အကျင်းတွေမှာအာသာချက်ရယူနိုင်ဖို့ကြိုးစားနေတယ်လို့ပြောရမှာပါဒီနေရာမှာအခြားသောနိုင်ငံတွေကိုလည်းအမေရိကန်နဲ့ပူးပေါင်းလက်တွေ့ဖို့ trend ကဖိတ်ခေါ်စီရင်နေပါတယ်ဒါကြောင့်လည်းကမ္ဘာနိုင်ငံတော်တော်များများကခေါင်းဆောင်တွေဟာကုန်သွယ်ရေးသဘောတူညီမှုတွေနဲ့ပတ်သက်လို့နောက်ကွေမှာ trend နဲ့ညှိနှိုင်းဆွေးနွေးနေကြတာဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံကတော့လျှင်ရင်မြင်မြင်ပဲအမေရိကန်နဲ့တသားတွေဖြစ်ခဲ့ပြီးတော့မှတရုတ်ထုတ်စတီးတွေအပေါ်မှာသွင်းကုန်ခွန်တွေမြင့်တင်လာခဲ့တာပါတကယ်တော့ဒါတွေမကတည်ပါဘူး တောင်ကိုရီးယားဟာဒီသူတို့နိုင်ငံတွင်းကိုရောက်နေတဲ့တရုတ်ကွန်ပီစီအားလုံးကိုခြောက်ဖွေဖမ်းဆီးမှုတွေစတင်လိုက်ပါတယ်ဒီနေရာမှာတရုတ်လူတွေကြားထားတာကကွန်ပီစီတွေကိုဒီတောင်ကိုရီးယားတွေကိုအရင်တင်ပို့ပြီးမှပြန်လေတစိမ့်ကပ်ပြီးတော့မှအမေရိကန်ကိုထပ်ဆင်းတင်ပို့နေတာပါပြောရရင် made in china လို့မျိုးအမှတ်တစိမ့်တွေကို made in korea လို့ပြောင်းလဲပြီးတော့မှ american စီကိုတဆင့်ခံပြန်လေတင်ပို့နေတာဖြစ်ပါတယ်ဒါအမေရိကန်ရဲ့တွန်းကုန်ခွန်တွေကိုရှောင်နိုင်အောင်လို့တရုတ်အသုံးပြုနေတဲ့နီးလန်းတွေတွေကတခုပါပဲဒါပေမဲ့လည်းအခု trend attack မှာတော့မရတော့ပါဘူး တောင်ကိုရီးယားအစိုးရဟာနိုင်ငံအနှံ့ကတိုးလောင်ရုံတွေထဲမှာရှိနေတဲ့တရားမဝင်တရုတ်ကုန်ပစ္စည်းအလုံးကိုရှာဖွေပြီးတော့မှဖမ်းဆီးအရေးယူမှုတွေလုပ်လာခဲ့ပြီးဖြစ်ပါတယ်။ဒီအပိုင်းအတွင်းမှာလည်းတောင်ကိုရီးယားရဲ့အကောက်ခွန်ဌာနကတာဝန်ရှိသူတွေဟာတိုးလောင်ရုံတစ်ခုအတွင်းမှာရှိုးဝဲတင်စီထားတဲ့တရုတ်ထုတ်တရားမဝင်မွေးရာတွေကိုရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။ဂိုဒေါင်နဲ့အပြည့်တင်စီထားတဲ့ဒီမွေးရာတွေကိုတောင်ကိုရီးယားရဲ့တင်သွင်းခဲ့တဲ့ကုမ္ပဏီဟာတရုတ်စီးပွားရေးလုပ်ငန်းရှင်တအူပိုင်ဆိုင်ထားတာဖြစ်ပြီးတော့မှ ဖရန့်ရဲ့တွင်းကုန်ခွန်တွေကိုရှောင်နိုင်အောင်လို့အစိမ့်ပြောင်းကပ်ပြီးတော့မှအမေရိကန်ကိုပြန်လည်တင်ပို့ဖို့အစီအစဉ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီလိုနီးလန်းနဲ့မွေးရစုစုပေါင်းတိတသမားနှစ်တန်းလောက်အထိကိုအမေရိကန်စီပို့ဆောင်ခဲ့ပြီးပြီလို့လည်းသိရပြီးတော့မှအဆိုပါကုမ္ပဏီဟာမွေးရတင်ပို့မှုကနေဝင်ငွေ84ဘီလီယံလောက်အထိရှာဖွေနိုင်ကြတာပါ။တရုတ်ထုတ်မွေးရတွေကိုတောင်ကိုရီးယားထုတ်မွေးရဖြစ်အောင်အမှတ်တရစိတ်တွေအထောက်အထားတွေကအစားကြောင်းလဲပြီးတော့မှအမေရိကန်ကိုတင်ပို့နေတာဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်စစ်ဘောရဲ့လုပ်ငန်းရှင်တွေဟာ တောင်ကိုရီးယားထဲမှာအရှေ့စိုက်ပြီးတော့မှဘက်ထရီရဲ့အပါအဝင်အခြားသောကုန်စည်တွေကိုလည်းဒီလိုနည်းနဲ့ပဲအမေရိကန်ကိုပြင်လဲတင်ပို့နေတာဖြစ်ပါတယ်။မလာတလာဒီမှာဆိုရင်ပဲကွန်ပစ်စီတင်ပို့စုစုပေါင်းအမေရိကန်ဒေါ်လာ၁၄ဒသမ၆ဘီလီယံတင်ပို့လောက်အထိကိုတင်ပို့ထားတာပါ။ဒါဟာပြီးခဲ့တဲ့၂၀၂၄ခုနှစ်တစ်နှစ်လုံးထက်တော့မှပိုမိုများပြားတဲ့ပမာဏဖြစ်ပါတယ်။အခြားတစ်ပတ်မှာတော့တောင်ကိုရီးယားတွေကိုအမေရိကန်ရဲ့အရေးအသွေးမြင့်ဆက်ပြားတွေတင်သွင်းမှုဟာအမေရိကန်ဒေါ်လာ၅ဒသမ၆ဘီလီယံအထိရောက်လာပါတယ်။ ဒါပေမဲ့လည်းအဲ့ဒီရှက်ပြားတွေကိုအကြီးအသေးနှိမ့်ရှက်ပြားတွေအဖြစ်ပြန်လေပေါ်ပြပြီးတော့မှမူလတင်ပို့ရတရားခိုင်နှုန်းလောက်နဲ့တရုတ်စီကိုပြန်လေတင်ပို့တာတွေလည်းရှိတယ်လို့သိရပါတယ်။တောင်ကိုရီးယားအစိုးရဟာဒီလိုရှက်ပြားတင်ပို့မှုကိုဟောင်ကောင်မှာဖန်ဆီးနိုင်ခဲ့ပါတယ်။ဆိုတော့တရုတ်ဘက်ကဒီလိုနှီးမျိုးစုံနဲ့လူလေကြားမှုတွေကြောင့်ကမ္ဘာနိုင်ငံတော်တော်များများဟာအမေရိကန်နဲ့ပဲလိုလိုလားလားပူးပေါင်းပြီးတော့မှတရုတ်ပေါ်မှာသွင်းကုန်ခွန်တွေမြင့်တင်လာခဲ့တာပါ။တောင်ကိုရီးယားအစိုးရကတော့ဒီလိုလူလေကြားမှုတွေကိုဖော်ထုတ်နိုင်ဖို့အတွက် ထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ဖွေးပြီးတော့မှတစ်တစ်ရှာရှာစုံစမ်းစစ်ဆေးပြီးအရေးယူလာခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားနဲ့မကပါဘူး။အိန္ဒိယကိုအမေရိကန်ဒုသမနဂျေဒီဘန့်ရောက်လာခဲ့ပြီးတဲ့နောက်မှာအိန္ဒိယဟာလည်းအမေရိကန်ဘက်မှရှိလာခဲ့တယ်လို့ဘရာဇီးဟာလည်းတရုတ်အခက်တွေးနေတာကိုအခွင့်ကောင်းယူပြီးတော့မှအမေရိကန်စီးပွားရေးလုပ်ငန်းတွေကိုသူတို့နိုင်ငံတွေဖိတ်ခေါ်နိုင်ခဲ့ပါတယ်။ဘရာဇီးဆိုရင် iPhone 16E တွေအတွက်တွန့်ကုန်ခွန်ဆရာခိုင်နှုန်းပဲကောက်ခံပေးထားတာဖြစ်ပါတယ်။ဒါကြောင့် Apple ဟာဘရာဇီးမှာလည်းအရှိန်ဆိုင်ပြီးတော့မှ iPhone တွေထုတ်လုပ်တော့ဖို့စဉ်းစားနေပြီ ဖြစ်ပါတယ်။ပြီးတော့မှကျွန်တော်စောစောကပြောခဲ့သလိုပဲအိန္ဒိယမှာလည်း Apple ရဲ့စက်ရုံတွေရှိနေပါပြီ။ American နဲ့တရုတ်ကြားကုမ္ပဏီရဲ့စစ်ပွဲတွေကြောင့် Apple လို့ကုမ္ပဏီမျိုးတော်မှာနိုင်ငံအသီးသီးမှာထုတ်လုပ်မှုတွေကိုခွဲဝေထားရှိဖို့ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ American ကုမ္ပဏီတွေအတွက်ဒါကပဲတင်းတော်တဲ့နည်းလမ်းတစ်ခုလို့ကျွန်တော်ထင်ပါတယ်။တနိုင်ငံဒီမှာပဲထုတ်လုပ်ရေးလုပ်ငန်းတွေကိုအားထားနေရင်ရရှိမှာအဲ့ဒီနိုင်ငံကရန်သူလိုသဘောမျိုးဖြစ်လာပြီးတော့မှအခုလိုမျိုးအပြိုင်မှုတွေအကြက်ကြိုင်မှုတွေနဲ့ရန်ဆိုင်ရနိုင်ပါတယ်။ ဆိုတော့အနာဂတ်မှာအိန္ဒိယဘရာဇီးလိုနိုင်ငံတွေဟာအမေရိကန်ကုမ္ပဏီတွေအဓိကအရှေ့ဆိုင်ရာနေရာတွေဖြစ်လာနိုင်ပါတယ်ပြီးတော့မှဘီယန်နယ်ကမ်ဘောဒီးယားလိုအရှေ့တောင်အရှေ့နိုင်ငံတွေအပြင်အခြားသောလက်တဲ့အမေရိကနိုင်ငံတွေဟာလည်းအမေရိကန်ကုမ္ပဏီတွေရဲ့စီးရင်တွေမှာပါဝင်လာနိုင်ပါတယ်တကယ်တော့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုအခုလိုနေရာအသီးသီးမှာ ခွေးဝေထားတာမျိုးတဲ့တနိုင်ငံတွေမှာပဲအရှေ့ဆိုင်ထားတာကကုန်ကြားစည်းရိမ်ပိုင်းပုံမတတ်တယ်လို့ထုတ်လုပ်မှုနှုန်းကိုလည်းအမြင့်ဆုံးကိုမြင့်တင်နိုင်ပါတယ်ဒါကြောင့်မဲ့ကုမ္ပဏီတော်တော်များများဟာ တနေရာလေးမှာအရှိစိုက်ဖို့ပဲပုံမအတန်ကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့တရုတ်လိုအဖြစ်တွေကြောင့် American Company တော်တော်များများဟာထုတ်လုပ်ရေးလုပ်ငန်းတွေကိုပြောင်းရွှေ့အရှိချဖို့နိုင်ငံအသီးသီးမှခွေဝေထားရှိဖို့ကြိုးစားလာကြတာပါ။အခုစီ American နဲ့စေစဲညှိနှိုင်းပြီးတော့မှပူပေါင်းလက်တွဲလိုတဲ့နိုင်ငံပေါင်းတရာကျော်လောက်အထိကိုရှိနေပြီလို့သိရပါတယ်။ American ရဲ့အဓိကရည်မှန်းချက်ကတော့လုပ်ငန်းစုကြီးတွေကိုနိုင်ငံအတွင်းကိုပြန်ခေါ်ထားပြီးတော့မှ အမေရိကန်ပြည်သူတွေကိုအလုတ်ကိုင်ကောင်းတွေပုံပို့ဖန်တီးပေးနိုင်ဖို့ပါသလိုနိုင်ငံတော်တော်များများမှာလည်းထုတ်လုပ်ရေးလုပ်ငန်းတွေခွေးဝေရှာထားနိုင်ဖို့အတွက်လည်းပါပါတယ်အခုချိန်မှာဒီကမ္ဘာစီးပွားရေးကိုအနောက်အဆက်ဖြစ်စေတဲ့တရုတ်လိုနိုင်ငံမျိုးနဲ့အလုတ်တွေးလို့ခြင်သူသိမရှိတော့တဲ့အတွက်အမေရိကန်ရဲ့ရှင်လန်းတွေဟာအတိုင်းအတာတစ်ခုထိအောင်မြင်နေတယ်လို့တော့ဆိုရမှာပါအမေရိကန်ကတရုတ်ကွန်ပစ္စည်းတွေကိုမလိုဘူးလို့ခိုင်ခိုင်မာမာပြထားနိုင်ပေမဲ့လည်းတရုတ်ကတော့အမေရိကန်ကိုပြစ်ပယ်လို့မရနိုင်တဲ့အတွက်ဒီကုန်သွယ်ရေးစစ်ပွဲမှာအဖြစ်အပျက်နဲ့အရေးနှိမ့်လာခဲ့တာပါ ချင်းချင်းပြင်အခက် trend share ဆိုသလိုပဲနိုင်ငံတော်တော်များများကလည်း American နဲ့ပူးပေါင်းလာခဲ့တဲ့အတွက်တရုတ်အတွက်ကပို့ပြီးတော့မှအထည်နာနေတာပါဒီတစ်ခါမှာတော့ချင်းချင်းပြင်တယောက်တွက်ကိန်းလွေတော့ပြီလို့တော့မှပြောရတော့မှဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာ share ပေးတော့ကြပါဦးနောက်လေးတွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြင်နဲ့ပုံမဲ့ share ဖွင့်တင်ဆက်ပေးနေအောင်ပါမို့စောင့်မျှကြည့်ရှုကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုံမှတင်ကြပါမှာနဲ့ပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီ ူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောက်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 912 615တုံညာကိုကိုခွန်က653ညာလေးလေးတတူနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။